ရုံးမတောင်ကြီးမှာရှိတဲ့ကျေးရွာရှစ်ရွာလောက်မိရှုခန့်နေရတယ်လို့ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအေယာဝတီကိုပြောပါရယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကမဲလာမြို့နယ်အတွင်းရန်ကုန်ပြည်လမ်းမော်ကစစ်ကွင်းတာဆုံးစစ်ကောင်စီစခန်းကိုဒေသရင်းကာကွယ်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဇွန်လ20ရက်နေ့ကစတင်ကနေ့စဉ်ကျေးရွာတွေကိုမိရှုနေတာဖြစ်ပါရယ်။ဟုတ်ကဲ့ခလာရဲ့တင်းနေတာတခြားပူပေါင်းနေတယ်ပေါ့အဲ့လိုမျိုးမဟာမိတ်တီတို့ပြီးပေါင်းပြီးဖူးစစ်စင်လာတာပေါ့ ်ကျောင်းကအင်းက600ဝန်းကျင်လောက်မှရှိရတယ်။သူကပြန့်တိုးလာတယ်ဒီတနေရာလေးကနေတိုးလာမှာမဟုတ်ဘဲနဲ့။ညာဆောင်ကနေပြန့်ပြီးတော့တိုးလာတယ်ဗျ။စကွင်းတဆောင်စခန်းကိုတိုက်ခိုက်ခရာမှာစကောင်စီဘက်ကအရာရှိ၄ဦးအပါဝင် စကောင်စီတပ်သားအများအပြားတိစုံခဲ့တယ်လို့တိုက်ပွဲမှာပါဝင်ခဲ့တဲ့တာရီခရန် PDF တရင်383ကထုတ်ဖော်ပြောဆိုထားပါတယ် လက်ရှိချိန်ဒီမဲလာမြို့နယ်အတွင်းမှာစစ်ကောင်စီနဲ့ကာကွယ်ရေးတပ်တွေကြားစီးရီးတင်းမာမှုတွေဆက်ရှိနေတယ်လို့ဆိုပါတယ်။မိရှုခံရတဲ့ရွာရှိရွာအနက်ငလာဆန်းကြီးရွာကတော့ဇွန်လ23ရက်နေ့မွန်းလွယ်3နာရီလောက်ကတကြိမ်ဇွန်လ24ရက်နေ့မနက်ပိုင်းမှာတကြိမ်နှစ်ကြိမ်မိရှုဖျက်ဆီးခံနေရတယ်လို့ပြောပါတယ်။ဇွန်လ23ရက်နေ့တရက်ထဲမှာပဲငလာဆန်းရွာ၊ဘူတထောင်ရွာ၊ဆေးအိုင်ချောင်းပေါက်ရွာ၊စားချောင်းရွာ၊ကောင်းကောက်ပင်ရွာတို့မိရှုခံရတာလို့ဆိုပါတယ်။ ဥတို့ကျွဲလန်းဆူရွာနဲ့ရွေးကုန်းရွာကိုတော့ဇွန်လ22ရက်နေ့မှာမိရှုဖျက်ဆီးသွားတာဖြစ်ပြီးဇွန်လ20ရက်နေ့မှာတော့တောင်ပြက်ရွာကိုမိရှုသွားတာလို့ဆိုပါတယ်စစ်ကောင်စီစစ်ကြောင်းကဒီကျေးရွာတွေနဲ့အနီးတဝိုက်မှာပဲဆက်ရှိနေတဲ့အတွက်ဒေသခံတွေကကျေးရွာအတွင်ကိုပြန်မဝင်ရဲကြသေးတာကြောင့်ဖျက်ဆီးခံရတဲ့အင်ဂျီအရေးအတွက်ကိုတော့အတိအကျမသိရသေးဘူးလို့ပြောပါတယ် စကောင်စီတပ်ကကြေးရွာတွေအတွင်ဝင်ရောက်စစ်ကြောင်းထွေယုံတာမကလက်နက်ကြီးနဲ့လည်းပစ်ခတ်နေတဲ့အတွက်မင်းလာမြို့နယ်အရှိချမ်းမှာရှိတဲ့ကြေးရွာ၄၀လောက်ကထောင်ထဲချီတဲ့ဒေသခံပြည်သူတွေဟာစစ်ဘေးဒိန်းရှောင်နေကြရတယ်လို့သိရပါပါတယ်ရှင်။